အမှန်တမ်းလဲမှတ်သားကြကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတမ်းမတမ်းမှုရှိတယ်သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကို သူပြောမှာယာနိပုပ္ပိအကရိတဝါငယ်ငယ်ရဲအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့เนาะအဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သပ္ပစ္စမနုတ္တပတိအေး နောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရလိမ့်မယ်နောင်နာပူပန်ရလိမ့်မယ်လှုပ်တဲ့အချက်ဆယ်ခုကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှိရင် နောင်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလှုပ်မိတာမှားလိုက်တာလို့စိတ်ပူပန်နေကြမယ်အဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ကြမှာပေါ့သူဆိုလို့ အဲ့တော့နောင်တစကားတွေဆိုတာဟိုဘုရားလုတ်တဲ့လူတွေမှသာနောင်တစကားဆိုတာရှိတာလေဟုတ်တာလုတ်တဲ့လူကနောင်တမှမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကပါပြောတာတော့ဆိုရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင် ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်မင်းစောင်းနေခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာမင်းငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်အဲ့ဒါမရှိရင်စိတ်ပူပန်ရတယ်နောက်လဲကြည့်နောက်စီဆိုဘာမှစားကြမရှိဆိုစိတ်ပူတာပဲလေ အဲ့ဒီပူပါမှုကိုပြောတာအလတ္တဝိတ္တံတပ်ပတိပစ္စည်းဥစ္စာဆိုရရောင်းရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါဘာလို့လဲပုပ္ပိအတ္တမှုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ငွေကြေးတနာတွေကိုရောင်းရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါဒီဟိုလှုပ်တဲ့လှုပ်ထိုက်တယ် အဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာ အားနေတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနေရှာရရသည်အကုန်သုံးပြထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော်ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်။ဟုတ်ရှေတုန်းကတည်းကရောက်လာတဲ့လူတွေ။အဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွား။မုံရဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေ။တော်ရဲမှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ နမန်းဆိုရဲလွှတ်ကြီးနဲ့ဆရာကအပေါ်ကတက်တုံးပေါ်ကတပည့်ကဟုတ်ပြေကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတက်တုံးခွဲကြတယ်အဲ့ဒီတော့ကတက်တုံးခွဲတဲ့လူသမားတွေမှာ ကလာတယောက်ပါတယ်ဘုမအခေါ်ကလာပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလှုပ်တဲ့သူကဘုမ ကလားမို့သူကခေါ်ရယူခေါ်ရမို့ခွေးကလားလို့ခေါ်တာသူ့လို့တမဟိုခွေးကလားလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီဆယ်နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာဆယ်နှစ်လောက်ကြာသွားအဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာတယ် လောက်ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အက္ကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတုံးဆိုငါလွှတ်ကောင်းကောင်းတို့ချင်းလို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေဟိုလွှတ်သမားကြီးကလွှတ်ဆဲတော့မရှိရှဲလို့တော့မ ိုလူကအလौသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်ကဲအဆူဆောင်မှုနဲ့ကြိုးစားမှု꽈သွားတာပေါ့အဲ့ဒါကိုပြောတာသနသန္တာပင်ဒီကနေ့ခင်မှလဲအဲ့ဒါပြောတာအလတ္တဝိတ္တံတပ္ပတိပုပ္ပိအတမုထာလိတံပစ္စည်းကိုရှာပြီးတော့ဆူဆောင်ရမယ့်ဟာတွေကိုမဆူဆောင်မိဘူးဆိုလို့ရှိရင်တဲ့ နာပုပ္ပိတဏမေတိတံဣတိပစ္ဆာနုတ္တပတိငါငငယ်တုန်းကရာရတန်နဲ့ဖြုံးပစ်ခဲ့တယ်ငါငငယ်တုန်းကနော်ကြိုးစားပြီးတော့မရှာခဲ့ဘူးမစုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားရမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရောက်ရတယ်စုတဲ့လူတွေကတထေဖြစ်ကုန်ပြီ तू ကတထေပဲဖြစ်တော့အဲ့ဒါကိုပြောတာမှန်တယ်ဒါလူလောကမှာ တကယ်လို့ရမယ်ကိစ္စလေးပဲကနိဗ္ဗာန်ရောက်ချောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေနိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘောမှာမိတီးပြီးတော့နိဗ္ဗာန်ရောက်ချောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ချောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာစ조사ရှာစွတ်စွတ်ဆောင်းဆောင်းထားမဟုတ်ရင်တက်ကြီးလာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ် တခုနောက်တစ်ခုကအဲ့တော့လူဆိုတာဘဝတစ်ခုကြုံကြုံချင်းပြဿနာရှာဖို့လိုတယ်။ကိုယ်ကြေတနာရှေ့ရမယ်စုဆောင်ထားရမယ်ကို။နောက်လက်ကြည့်နောက်စီမဖြစ်သင့်ဘူး။ကိုယ်မှာစုစုဆောင်ဆောင်ရှိနေရမယ်နောက်ခံ။နောက်တစ်ခုကပါလို့ဆိုစီးပွားရှာတယ်လို့ပဲ။ပညာနဲ့ကြိုးစားသင့်ဖို့လိုတယ်။ဒုတိယအချက်က တัจจရူပံပုရိတန္တံဘယာသိပ္ပံနတ္တိခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တနောဣတိပစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကျိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မှန်းဘူးတကြည်ရင်လောက်မသိနိုင်ဘူးရရှိကောင်းတယ်နားကောင်းတယ် သူကအင်အားရှိတယ်အဲ့ချိန်မှာဆိုရင် အတတ်ပညာကိုတောက်အောင်သင်ရမယ်ဘာပဲဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်ရမယ်ပညာမျိုးစုံသင်ရမယ်တဲ့ကြိုးစားပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတာအတတ်ပညာမရှိရင်သံဝေဝန်ကြောင့်ခက်တယ်တဲ့ဟုတ်တယ်ကိုတတ်တလေးတခုရှိရင်အဲ့ဒီတတ်တလေးကိုမိပြုပြီးသံဝေကြောင့်ဝန်ကြောင့်လုပ်လို့ရတယ်အတတ်ပညာမတတ်ဘူးဆိုလို့ရှိရင်သံဝေဖို့ခက်တယ် ဒါကြောင့်ဟိုငယ်စဉ်ကမှပညာကြိုးစားရှာပါဖြူကြိုးစားသင်ပါမသင်ခဲ့ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်တက်ကြီးမှတော့မင်းမသိနိုင်တော့ဘူးရစီရလည်းမကောင်းနားလည်းမကောင်းသူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ချာဘာမှလည်းပညာမတတ်ဘူးဆိုသူသွားမှလည်းမခိုင်းတော့အဲ့ဒါဒုတိယချက်အဲ့တော့လူလောကရောက်လာလို့ရှင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆို နံပါတ်1မင်းစီပါချာစုစုဆောင်ဆောင်ထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတတ်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုင်းသူပြည်သားတွေနော်စီပေါင်းဆက်ရအောင်ရှာကြအတတ်ပညာတတ်တတ်အောင်သင်ထားကြကိုပညာနဲ့ကိုလှုပ်ဆောင်လို့ရဒီနှစ်ခုအေဟုတ်ပြီနောက်တတိယအနေနဲ့ပြောတော့ဆိုတော့ ကုတဝေတိပုရိအသိပိတုနောပိဋိမန္တိကောသံသောသဖုသောသပိဣတိပစ္ဆဒုတပတိလူဆိုတာစီပွားလဲရှာပညာလဲသင်အဲ့ဒီချိန်မှာရိုးသားဖြောင်းမတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့မရိုးသားတဲ့ဘုရားဘာတော့ဆိုရင် ပတ်ဆံမရှိတော့သူကပတ်ဆံရှာတယ်ပါနဲ့ရှာတော့ဆိုကောက်ကျစ်ဆင်းလဲတဲ့နေ့တွေနဲ့ရှာဟိုလူဆရာပတ်ဆံခြီးသွားလိုက်ပြန်မပေးဘူးဒီလူဆရာပတ်ဆံခြီးသွားလိုက်ပြန်မပေးဘူးနော်လိန်လေလှေပြားတယ်ကုတဝေတီပုရိအသေကောက်ကျစ်ဆင်းလဲတဲ့အတုလုတ်ပြီးတော့ရောင်းတယ်ပတ်ဆံရှာပြီအဲ့ကျတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူးအတုနဲ့ရှာလိန်လေပြီးတော့ပတ်ဆံရှာ ရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုဂျင်းထဲ့ပေါ့ဟိုလူနဲ့ဒီလူမတက်အောင်လှုပ်တာတော့ဘာတွေဒါတွေလည်းလှုပ်တယ်ပိဋိမန်တိကောတဲ့သူများ ပိဋိမန်တိကဆိုတဲ့စကားလုံးကပိဋိဆိုတာကြောမန္တဆိုတာအသာလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣဒိယံစကားပေါ့ ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေဒုက္ခဟိုဘာလို့ဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဝိရိနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူအသူနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ် အမှုဘလောက်ပဲအဲအမှုကထင်ရှားနေနေသူကနေပြီးတော့ခိုးလူဆက်ပတ်စံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပြီးတယ်ခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဩခေါ်ရရှိတယ်လေဩငှားတာပေါ့လူငှားပြီးတော့လှုပ်တာလေလော်ဘီဆိုတာလေလော်ဘီငှားထားပတ်စံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေ အဲ့လိုလောဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန်တိကလို့ခေါ်တယ်။သူများကြောကိုတော့ကနေဗမာစကားကတော့နောက်ကျောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာ။ဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကပါဆိုတော့ဆိုပိဋိမန်တိကော သူများကြောကုန်းကိုကြောသားကို စားသူလို့ဆိုအနောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာ။ပတ်ဆံယူပြီးမတရားလုပ်ပေးတာ။ဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေမှာ။ စံဒေါသပြုဒေါသပြီးတယ်ကိုမူရလဲကြမ်းတယ်စိတ်တက်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုတ်တယ်ဆိုပြီးတော့တေကန်နေကြတော့စိတ်ပူပန်ရလိမ့်မယ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုတ်သင့်ဘူးလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတယ်ဒုစရိုက်နဲ့ဆိုင်တယ် လူတယောက်ဟာတရားစဉ်အခါမှာကောင်းကောင်းမွန်မွန်နေပဲနဲ့ပါဏာတိပါတိပုရိအသိလှုပ်တော်စာပိအနာရိယဘုဒ္ဓနာနာဘစာဧတာဣတိပစ္ဆာနုတ္တပတိအသက်အရွယ်ငယ်တဲ့အချိန်တော့ဆိုရင်တော့တတဘာဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော် စိတ်ကကျန်းနဲ့ရဲဆက်တယ်အနာရိယောလူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတာနံနာပစာယိတ်တံဆိုဘယ်သူမှကိမဆိုင်ဘူးအကျဉ်းနာတရားမေတ္တာတရားကင်းမဲ့တယ်ဘက်ဆက်ပေးရင်တော့လုတ်တာပဲဘယ်သူတတ်ဆိုရင်လည်းငားရင်လိုက်တတ်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလုတ်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ မနေရလို့သိတဲ့အခါကြလို့ရှင် သူလုတ်သူလုတ်ရက်ဒီပေါ်မှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလုတ်တာကောင်းမှမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီဝါရှာတဲ့နေနှစ်ခုပဲနော်အာဂတိလိုက်စားပြီးတော့စီဝါရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီဝါရှာတယ် နောက်သူများသက်တက်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရက်ဆက်တယ်ဘသူ့ပေါ်မှာအကျဉ်းတရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုဆက်နှမျိုးဒီမှာဖော်ပြထားပြီနောက်နောက်တစ်ခုကဘ ഹു သူဝတ္တတန်တိသူအနာပါတိသူအဋ္ဌိသူအနာပါဒာသူအဋ္ဌိသူပရဒါရာအာသိဝေဒံဣတိပိဿောနုတ္တပတိ နောက်ဆုံးချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများကြီးရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပြဋ္ဌာရပေါ့နော်အဲ့ဒါလို့ဖောက်ပြန်လို့ရှိရင်လည်းပဲ သူကနောင်ရပူပန်ရတတ်တယ်ကိုချင်းတရားပြက်ပြတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတတ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာเนาะအဲသူတော်ဘာမရမပြင်းမှန်းနဲ့လို့ဆိုလို့တယ်ပေါ့သူတော်ဘာမရမပြင်းမှန်းနဲ့သူများဥစ္စာကိုလိန်ညမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်ဆက်တာတွေမလုံးနဲ့သူတော်ဘာမရမပြင်းမှန်းနဲ့ဆိုတာဒီဒီ ပါဏိပါဒအာရိဏဒါနကာမိတုမိစ္ဆာစာရပဲဒီသုံးခုကိုထည့်ပြီးတော့ပြောတာเนาะပေါင်းလိုက်မယ်ဆိုရင်ဒီသုံးခုပဲအဲ့ဒီလိုနံပါတ်1ကဝိจิตနာကိုငယ်ရရအောင် မရှာခဲ့တာရဲ့နံပါတ်2ကအတ္တပညာတအောင်မသင်ခဲ့တာရဲ့နံပါတ်3 4 5ကပါတော့ဆိုရင် ုချင်းတရားပြပြခဲ့တာတွေပါဏတိပါဒအရိဏဒါနကာမိတ္တမိဆာဆာရဆိုရကိုချင်းတရားပြပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင်တာတွေကိုရှောင်းနောက်တစ်ခါလုံးသင်တာမလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန်တမိအာနပါလိဥပတိတေကိုမပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့ ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတုန်းကမပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့ကခုကြတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တပူပန်ရတယ်တဲ့ဒီကနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာပန္တရံပိတရံစာပိ စေနကံကတယောပနဘဟုတံတော့နဘောသိတံသဗ္ဗစ္စမတုဣတိပစ္စမတုတ္တပတိအမိဖေတွေတည့်ရကြီးလာတဲ့အခါမှာငါထောက်ပတ်နိုင်ရတဲ့နဲ့ငါအမိဖေတွေမထောက်ပတ်ခဲ့ဘူးအမိလည်းတည်သွား၏ဖေလည်းတည်သွား၏ငါဘာမှမလုပ်လုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တတ်ပူပန်ရတတ်တယ်တဲ့အဲ့ဒါငါအမိဖေတွေအတွက်ဘာမှမလုပ်ခဲ့ရဘူး နောက်တစ်ခုကတော့အာစရိယမနုတ္တထာနာသဗ္ဗကမ္မရတံဟရာပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမကြီးခင့်မမိပါဘူးကိုနေရကိုနေသားမှလို့အဖေပေါ်မှာတာတလာချီးပြီးတော့လှုပ်ခဲ့တာတွေနဲ့ပသက်ပြီးသူကတောင်းတပူပန်ရတတ်တယ်ပြီးပါစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လည်းပေါ့နော်ဒါလည်း တော့မိဘကိုယုံတည်နေစားဖို့ဆိုပြီးဆုံးမတာအဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့တမဏိပြမဏိစာပိသီလဝန္တိဘောဓုတိနာပုပ္ပေနာပုပ္ပိပရိပိပရိယုပယိတံဣတိပိစာမနုတပတိအကျင့်ကောင်းတဲ့ကုကျင်းသီလနဲ့ပြည့်စုံတဲ့ဘောဓုရကျွတ်သွားတဲ့တမဏိပြမဏိတွေ ဟုတ်လားတပဏဗေမနာဆိုတာဘာသာရေးပေါ့နော်အခုဆိုရင်တော့ယဟန်တန်ဃာတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ဃာတွေကိုချင်းကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်ပေးမြခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လည်းနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကနော်နောင်တပူပန်ရတာပဲဒါလည်း ငါဒီရံပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့သာဓုဟောတိတပောစိန်သောတန်တော်စာပြုပါ၏တိတော် နာသပုတ်ပြီးတပောစိန်တော်ဣတိပိစ္ဆာနုဒပတိအသက်ရငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိတ်တရားဆိုကိုချင်းတရားတွေကိုရှင်းကြရှင်းကြကြုတ်ကိုအထောဥပမာဥပုသ္စောင်းရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့လုပ်တွေဥပုသ္စောင်းနေတရားထိုင်နေဒီလိုဟာမျိုးတွေလုံသိမ့်လုံထိုက်တယ်ပေါ့နော်အဲ့ဥပုသ္စောင်းရင်တရားထိုင်ခြင်းဆိုတော့ ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပတခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတာဒီကနေ့ကျတော့သူများတွေဥပဆောင်တဲ့လူတွေသူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့၁၀ချက်ပဲ